မင်္ဂလာပါမြစ်နာသတင်းချာနဲ့အပတ်စဉ် TV အစီအစဉ်ကိုတင်ဆက်ပေးသွားတော့မှာဖြစ်ပါတယ်ဒီအစီအစဉ်မှာကချင်ပြည်နယ်အတွင်းကသတင်းနဲ့သတင်းဆောင်ပါတွေအပြင်ဒိုင်းနာဒီမျိုးစုတွေရဲ့အသံတွေကိုစူးစိတင်ဆက်ပေးမှာဖြစ်ပါတယ်ဖက်ကန်ဒေရာကိုဝင်ရောက်လာတဲ့စစ်ကောင်စီစစ်ကြောင်းဟာလုံခင်းကကြောက်ကုမ္ပဏီတွေနဲ့ကုမ္ပဏီသုံးရင်ရန်နေရာတွေကိုနေတိုင်းနေပါမီးရှို့ဖျက်ဆီးနေပါတယ်ပြီးခဲ့တဲ့9လတာအတွင်းမြန်မာနိုင်ငံအနှံ့ကမြို့သမီး360ယောက်တိတ်ဆုံးခဲ့ရပြီး333ယောက် ထိခိုက်တမ်းရာရရှိခဲ့လို့မြမအမျိုးသမီးတမကရဲ့လစဉ်မှတ်တမ်းတွေအရသိရပါတယ်။ရေကြီးရေရှမ်းမှုကြောင့်ရေပြီးတင့်ခဲ့ရတဲ့ခါကာဘိုဒေရအတွင်းကနောက်ဆက်တွဲအခက်အခဲတွေကိုလည်းတင်ဆက်ပေးမှာဖြစ်ပါတယ်။ဖကန်ဒေတာကိုဝင်ရောက်လာတဲ့စစ်ကောင်စီစစ်ကြောင်းဟာလုံခင်းကကြောက်ကုမ္ပဏီတွေနဲ့ကုမ္ပဏီသုံးယဉ်ရန်ရားတွေကိုနေတိုင်းနေပါမိရှုဖျက်ဆီးနေပါတယ်။ စတင်ဝင်ရောက်လာတဲ့အချိန်ကလေးကစစ်ကောင်စီတပ်ကနေတရားမဝင်ကြောက်တူးဖို့ရဆိုပြီးကောင်းစင်တပ်ကတမင်လုတ်ပြနေတာဖြစ်တယ်လို့ဖက်ကန်ဒေတာခန်အမျိုးသမီးတယောက်ကပြောပါတယ်။သူတို့ရောက်လာတဲ့အချိန်ကစပြီးတရားမဝင်လုတ်တယ်ဆိုပြီးအခုမီးရှို့ဖျက်ဆီးနေတာတမင်ကိုလိုက်လုတ်နေတာတောက်လျှောက်လဲပိတ်ခတ်မှုတွေရှိနေတာဆိုတော့နေတိုင်းတော့စိုးရိမ်စိတ်နဲ့နေထိုင်နေရတယ် အမိန်အရာစစ်ကောင်စီတပ်ကကြောက်ကုမ္ပဏီမှာတုံးတဲ့ယင်ရန်တရားတွေကိုဖျက်ဆီးတာတွေပြုလုပ်နေပေမဲ့ကုမ္ပဏီတွေနဲ့ညှိနှိုင်းထားတာကြောင့်ယင်ရန်တရားအဟောင်းတွေကိုဒါမီးရှို့ဖျက်ဆီးနေတာဖြစ်တယ်လို့ဒေတာခဏရဲ့ပြောဆိုချက်အရာသိရပေမဲ့တိကျအတည်ပြုနိုင်တာတော့မရှိသေးပါဘူး။လုံခင်ကျေးရွာကိုရောက်လာတဲ့စစ်ကောင်စီစစ်ကြောင်းဟာမေလ31ရက်နေ့ကစပြီးမော်စီစာကျေးရွာကကြောက်လုတ်ကွက်၃ခုကယင်ရန်တရားတွေကိုစတင်မီးရှို့ဖျက်ဆီးခဲ့တာဖြစ်ပါတယ်။ ဇွန်လ3ရက်နေ့ကလည်းမော်စီစာကျေးရွာမှာရှိတဲ့တစ်တုံးလုံး၆စိန်ကော်မတီဝင်းကကြောက်တူးဖော်ရေးတုံးရင်ရန်တရားတွေကိုမြင်းရှို့ဖျက်ဆီးခဲ့ပါတယ်။အဲ့ဒီနေ့မှာပဲမော်စီစာကျေးရွာဆောင်းချိန်ရက်ကကြောက်စိန်ကော်မတီတစ်ခုရဲ့ရန်ကုန်တောင်မှာ စစ်ကောင်စီတပ်ကပြစ်ခတ်ခဲ့တဲ့လက်နက်ကြီးကြောက်ပောက်ကွဲခဲ့တာကြောင့်ကော်မတီဝန်ထမ်းတချို့ထိခိုက်ဒေဆုံးခဲ့ပါတယ်။မေလ9ရက်နေ့မှာလဲလုံခင်းကျေးရွာအုပ်စုခွန်စာကုန်းကလူနေအိမ်မှာစစ်ကောင်စီတပ်ကပြစ်ခတ်ခဲ့တဲ့လက်နက်ကြီးကြောက်ပောက်ကွဲခဲ့တာကြောင့်ကလေးငယ်အပါအဝင်ဒေသခံ9ယောက်ထိခိုက်ဒေဆုံးခဲ့ပါတယ်။ဒီပေါ်ဖိပကရတိကတာတော့ဒီပြီးပြောလို့ရတယ်။ဒီလိုတို့တချို့တရားတော့ နေလိုက်ရတယ်တဲ့အလုံးကင်းတင်းကုန်တက်သွားတဲ့ပြစ်တဲ့အသားနဲ့ကြားတယ်လို့လည်းပြောကြပါတယ်ပြစ်လိုက်တဲ့ energy ကြီးတာကတော့ပါမျိုးသားဆိုတာတော့မသိရဘူးလို့ပြောတယ်လက်နေကြီးကြီးကြောက်ပောက်ခွဲခဲ့တဲ့နေအိမ်မှာရန်တွေတူလုံထားတဲ့အတွက်ပောက်ခွဲမှုပြင်းထန်သွားတယ်လို့လည်းသုံးသပ်ပြောဆိုမှုတွေရှိနေပါတယ်မြင့်ချနာဖက်ကလန်ကိုစစ်ကောင်စီကနေမေလ၄ရက်နေ့ကစပြီးစစ်ကြောင်းထိုးလာကမေလ29ရက်နေ့မှာတော့ဖက်ကမျိုးအတွင်းကိုဝင်ရောက်လာနိုင်ခဲ့တာပါအဲ့ဒီနောက်မော်စီစာကျေးရွာကတောင်ပေါ်ဖုန်ကြီးကျောင်းမှာ အင်အားတရာကျော်ပါတဲ့စစ်ကြောင်းကတဆွဲနေပြီးဖျက်ဆီးရာတွေပြုလုပ်နေတာဖြစ်ပါတယ်ဝိလန်ခေါင်ဖြားဒေတာတစ်ခုဖြစ်တဲ့ခေါင်လံမှုမြို့နယ်ရီဒမ်ကြီးရွာကစာတင်ကျောင်းဆောင်တွေရည်ရဲမျောပါသွားတာကြောင့်ကျောင်းလူကျောင်းသားတွေစာတင်ကြဖို့အခက်အခဲဖြစ်နေတယ်လို့သိရပါဗျ ပြီးခဲ့တဲ့ဆွန်လပထမအပတ်ကမိုဒီရမီရေးကြီးမှုဖြစ်ပေါ်ခဲ့တာကြောင့်ရီတမ်ချေယွာကစတင်ကြောင်းနှဆောင်ရေးရေမျိုးပါသွားခဲ့တာဖြစ်ပြီးလက်ရှိမှာတော့ကြောင်းမဖွင့်နိုင်ပေစတင်ကြောင်းဖွင့်နိုင်ပြန်လည်ဆောင်လုပ်ဖို့ခက်ခဲဖြစ်နေရလို့နိစက်တူတူကမြေချနာတရင်ချာနေကိုပြောပါရယ်ရီဒမ်ကျော်ရောကျောင်းဆောင်တဲ့အကူပါတဲ့ဆိုကလေးတွေကိုစတင်ဖို့လည်းခက်ခဲဖြစ်နေတယ်။ကျောင်းဆောင်တွေပြန်ဆောင်လို့ဖို့လည်းသူတို့ခက်ခဲဖြစ်နေတော့ပဲ။ မူတီရမီမီရဲ့မြင်တက်လာတာကြောင့်ចောင်းဆောင်နေမျောပါသွားတယ်လို့ခြေရွာကလူနေတချို့လည်းမျောပါသွားပြီးတော့လူချိခိမှုတော့မရှိခဲ့ဘူးလို့သိရပါတယ်။ဒါပေမဲ့မူကြီးရေရှမ်းမှုကြောင့် freedom ခြေရွာနာကဘေးတရား50ကျော်ရှည်တဲ့မိခမိကူတရားလေးရေးနေမျောပါသွားပြီးလက်ရှိမှာတော့တစ်ဖက်ကန်ကဒေတာခန်းတွေတော်ရေးလာရေးခက်ခဲနေရလို့ဆိုပါတယ်။တောင်ပြိုမြေပြိုရာနဲ့လမ်းမပျက်စီးမှုတွေလည်းနေရာတော်တော်များများမှာဖြစ်ပေါ်နေပြီးလမ်းပန်းဆက်သွယ်ရေးခက်ခဲမှုတွေရှိနေရလို့သိရပါတယ်။ ကောလံဖူမြို့နယ်ဟာမြန်မာပြည်မြောက်ပိုင်းကလမ်းမဆက်သွယ်ရေးကကြဲတဲ့အဒီရာတစ်ခုဖြစ်ပြီးရာဒီဥတုဆုံရွာပြီးမိုးများရင်လမ်းပြည့်စင်မှုတွေမကြာခဏဖြစ်ပွားလေးရှိသလိုပြီးခဲ့တဲ့ဧပြီလတုန်းကလည်းမိုးသေးတာမူကြောင့်လမ်းပိုင်းပြည့်စင်မှုတွေရှိခဲ့ပါတယ်။ပြီးခဲ့တဲ့9လအတွင်းမြန်မာနိုင်ငံအနှံ့ကအမျိုးသမီး360ယောက်တေဆုံးခဲ့ရပြီး333ယောက်ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ မြမအမျိုးသမီးတမကရဲ့လစဉ်မှတ်တမ်းတွေအရသိရပါတယ်။တေဆုံရတဲ့အကြောင်းရင်းတွေကတော့စစ်ကောင်စီရဲ့လေကြောင်းနဲ့ပုံကျဲတိုက်ခိုက်မှုပြစ်မှတ်ထားလနဲ့ကြီးပြစ်ခတ်မှုတွေကြောင့်ဖြစ်ပါတယ်။နိုင်ငံအတွင်းအမျိုးသမီးတေဆုံတဲ့အများဆုံးဒေတာကတော့131ယောက်နဲ့စကိုင်းတိုင်းဖြစ်ပြီး68ယောက်နဲ့ဒုတိယအများဆုံးကရခိုင်ပြည်နယ်55ယောက်နဲ့တတိယအများဆုံးကတော့မန္တလေးတိုင်းဖြစ်ကာစစ်တုထအများဆုံးကတော့41ယောက်နဲ့မကွေးတိုင်းကဖြစ်တယ်လို့သိရပါတယ်။ ီလူတွေဟာအထိခိုက်အပျက်စီးနဲ့တဘာဝပေးကြောင်းတည်ချိန်မှုတွေကြုံနေရတဲ့အချိန်မှာပဲစစ်ကောင်စီဟာစစ်ရဇဝမှုနဲ့လူသားမျိုးနွယ်တွေအပေါ်အမျိုးမျိုးသောရဇဝမှုတွေလူအခွင့်အရေးချိုးဖောက်မှုတွေကိုနီလာမျိုးစုံနဲ့ကျူးလွန်နေဆဲဆိုတာကိုတွေ့မြင်ရကြောင်းဖော်ပြပါရှိပါတယ်။မနေ့က2024ခုနှစ်မှာတည်ဆုံတဲ့အမျိုးသမီးဥယေဟာ198ယောက်ရှိခဲ့ပြီး2023ခုနှစ်မှာတော့390ရောက်ရှိခဲ့ပေမဲ့ဒီနှစ်2025ခုနှစ်ရဲ့9လအတွင်းတည်ဆုံသူစီးရဲနဲ့နိုင်ရှင် ပိုတိုးလာတာကိုတွေ့မြင်ရပါတယ်မြန်မာအမျိုးသမီးတမကရဲ့အမျိုးသမီးမှတ်တမ်းနဲ့သူတည်တနာလုပ်ငန်းစဉ်အနေနဲ့ထုတ်ပြန်တဲ့အချက်အလက်တွေဟာတိကျခိုင်လုံတဲ့သတင်းမီဒီယာအချက်အလက်တွေနဲ့မြေပြင်ကနေရရှိလာတဲ့အချက်အလက်တွေကိုစုဆောင်းမှတ်တမ်းတင်ထားဖြစ်တယ်လို့ဖော်ပြထားပါဗျ။လက်တွေ့မြေပြင်အခြေအနေမှာဒေတာနဲ့သတင်းတွေကိုလှလမ်းမိဖို့အခက်အခဲတွေများစွာရှိတာဖြစ်တဲ့အထက်ကိန်းကနန်းတွေဟာမြေပြင်မှာဒီထက်ပိုများနိုင်တယ်လို့လည်းသုံးသပ်ဖော်ပြထားပါဗျ။ ူတော်ခရိုင်နော်မုံမြို့နယ်အတွင်းဒီဇယ်စီးရီဈေးကြီးမြင့်နေစေဖြစ်တာကြောင့်လေယာထွန်းရိုက်စိုက်ပျိုးဖို့ဒေသခံတွေအခက်ကြုံနေရတယ်လို့သိရပါဗျ။လေလုံးဖို့အချိန်ရောက်နေပြီဖြစ်ပေမဲ့ဆက်သုံးစီဒီဇယ်ဈေးကြီးမြင့်နေတာကြောင့်ထွန်းရိုက်ဖို့အခက်ကြုံနေရတယ်လို့နော်မုံဒေသခံပြည်သူတို့ကမြစ်ချနာတရင်ကြားနေကိုပြောပါရတယ်။ဈေးကြီးလို့ပေါ့နော်။ငါတောင်းခွေးလို့ဆိုတော့ဒီလောက်မှာငါတောင်းခွေးမှုနေတဲ့ကျွန်တော်တို့အစီအစဉ်ပေါင်းပြီးရတော့ဖြစ်ချင်တာ။ ဒီနေ့လေဒီနေ့တော့ဒီကံဓာတ်ရရှိတယ်ပြည်တွင်းရဲ့အလို့ဒီကံဓာတ်ရရှိတဲ့တဲ့တဲ့ချူကအခုချူတယ်မဖြစ်ဘူးတချို့ကတော့သူရဲ့ပြီးပြိုချိပြီးသွားကြပါမယ်အခုဒီမစတင်ရသေးတဲ့သူတွေလည်းရှိနေသေးတယ်လို့ဆိုပါရယ်ဒီစီတကလန်ကို7,000တောင်းနဲ့6,000ကျားရှိနေပြီးသက်စီကတော့ဘလင်းပြည့်တဘလင်းကို7,000တောင်းရှိနေတယ်လို့သိရပါရယ် လက်ရှိနှောင်းမှုမျိုးမှာဒီစိတကလန်ချက်6တောင်းရှိနေစေဖြစ်ပြီးဒေတာတွင်ကုန်စည်နှုန်းတွေလည်းကျဆင်းသွားတာမရှိသေးဘူးလို့တခြားဒေတာကန်သူကလည်းပြောပါရတယ်။ပြီးကြရင်နှစ်ကနှောင်းမှုဒေတာမှာစတုံးစီတွေပြက်လက်ပြီးရရှိဖို့ခက်ခဲတာနဲ့ဈေးကြီးမြင့်တာတွေကြောင့်လူအများအသုံးပြုပြီးတော့ထွန်ရက်တလေးရှိခဲ့ပါရတယ်။နှောင်းမှုဒေတာခန့်တွေဟာလေယာစိုက်ပျိုးရေးကိုစီးပွားဖြစ်အနေနဲ့လုပ်ကိုင်တာမဟုတ်ပဲမိသားစုဝန်ရေးပူလုံဖို့အတွက်တနိုင်တပိုင်းလောက်ကန်စားတော့ကြတာဖြစ်ပြီးနောင်မမျိုးတွေဟာလမ်းပန်းဆက်သွယ်ရေးခက်ခဲတဲ့မျိုးနွေတစ်ခုဖြစ်ပါရယ် ေကြီးရှာမှုကြောင့်ရေပြီးတင်းငဲ့ရတဲ့ခါခါဘူဒေတာအတွင်းကနောက်ဆက်တွဲအခက်အခဲတွေကိုလည်းတင်ဆက်ပေးမှာဖြစ်ပါတယ်။မြန်မာပြည်မြောက်ဖြားပိုင်းပူတာကိုခရိုင်ခါခါဘူဒေတာအတွင်းမှာမိုးတေးထန်စွာရွာသွန်းပြီးရေကြီးရှာမှုဖြစ်ပွားခဲ့တာကြောင့်လာနဲ့တဒါတွေမြောက်ပါပျက်စီးခဲ့တယ်လို့မြေပေးတင်ထားတဲ့ထလာထုခြေရွာလည်းရေပေးကြုံတွေ့ခဲ့ရပြီးအကူအညီတွေလိုအပ်နေပါတယ်။မေလနောက်ဆုံးပတ်အတွင်းမိုးတေးထန်စွာရွာသွန်းပြီးမြေရေတွေရှန်တက်လာတာကြောင့်ထလာထုခြေရွာမှာရှိတဲ့နေအိမ်ဆဲအိမ်ရေထဲမျောပါသွားပြီး ဒေတာခန်တွေနေထိုင်ရေးအခက်ကြုံနေရတယ်လို့နီးစပ်သူဒေတာခန်သူကပြောပါတယ်မီလောက်ပြီးတော့ပြန်ထူထောင်ရေးကိုတော်တော်ကိုခက်ခက်ခက်လုပ်ခဲ့ရကြာအခုအဲရွာရေပေးကြောင်း playing ပေးကြံကကွန်ပါတော်ရောအတီရွာလေးတော့တခါရောက်တော်ရင်အဲရွာဖက်ကကြတော့ဆိုင်ကလေးမပေါ့ဘူးချေချေပဲတော့ရတဲ့ခီးပေါ့ခလာထုခြေရွာဟာပဏန်းတေမြို့နယ်ထဲကလမ်းပန်းဆက်သွယ်ရေးခက်ခဲတဲ့ခြေရွာတွေရောဖြစ်ပါတယ်ဘူတောင်မြို့ကနေပဏန်းတေမြို့အထိဆိုင်ကယ်နဲ့တွားလို့ရပေမဲ့ ပန်းနန်းတင်ကနေတော့အဲ့ဒီခြေရွာဘက်ခြေကျင်တဲ့ခရီးနေရတာလို့သိရပါဗယ်။လွန်ခဲ့တဲ့၃နှစ်လောက်ကမိဘေးကြောင့်တရွာလုံးနီးပါးထိခိုက်ပျက်စီးခဲ့ရတာဖြစ်ပြီးအဲ့ဒီမိဘေးတန်ကနေနှလန်ချူဖို့စ조사နေရင်လက်ရှိမှာတော့ရေဘေးတဖန်ပြန်လဲကြုံတွေ့ရတာကြောင့်ဒုက္ခရောက်နေကြတာလို့ဆိုပါဗယ်။မိုးကြီးရှာမှုအတွင်းခြေရွာရဲ့၃ပုံ၄ပုံလောက်ရေထဲမျောပါသွားတဲ့အတွက်အဲ့ဒီနေရာမှာရွာပြန်တည်ဖို့အဆင်မပြေတော့တဲ့အနေအထားရောက်သွားတာကြောင့်ပြောင်းရွှေ့ရမယ့်အခြေအနေဖြစ်သွားပြီလို့အဲ့ဒီဒေတာဘက်တော့ရောက်ကူညီခဲ့သူတူဦးကလည်းပြောပါဗျာ အဲ့ဒီယောဂလုံးလုံးဝယောဂဆိုပြီးဆက်လက်ပြီးတော့မနေထိုင်လို့မရတဲ့အနေအထားဖြစ်သွားတယ်ကျွန်တော်ယောဂကြောင်းရမယ့်အနေအထားဖြစ်တယ်အဲ့ကြောင့်တော်တော်လေးယောဂဒုက္ခရောက်နေဒီယောဂီတိမနေတဲ့လူကလေဟိုအစာတောက်အဝတ်စာကုန်ကလူကနေတဲ့အတိကတော့ဆေးဝါးရင်းနေပေါ့နော်ဒီဒေးတူတွေဟာအကုန်အစာဆုံးပေါ့တော့လူကနေတဲ့အတိအထားဖြစ်တယ်ရေပေးတဲ့မှုကြောင့်လူနေအိမ်၁၄လုံးကနေ၄လုံးသာကျန်ရှိခဲ့တာဖြစ်ပြီး လက်ရှိမှာတော့ဒေတာခံတွေမိုးတွင်းတွင်းစာခုံလုံးလို့အဆင်ပြေဖို့ယာယီတဲတွေထိုးနေကြရလို့သိရပါဗျ။ခြေရွာမှာလူဦးရေအယောက်80ကျော်ရှိပြီးလက်တလုံးမှာအစာအတော့အဝတ်အထည်အိမ်သုံးပစ္စည်းနဲ့နေထိုင်ဖို့အမိုးကားတွေတာမကဆေးဝါးတွေလည်းအရေးတကြီးလိုအပ်နေရလို့ဆိုပါဗျ။ရပ်ပိုင်းတော့မိုးတဲထန်စွာရွာသွန်းခဲ့တာကြောင့် ထလာထုကျေးရွာရေဘေးတင်းခဲ့တယ်လို့ပန်းနန်းဒီမြို့နယ်ကလမ်းနဲ့တရားတော်တော်များများနဲ့ထိခိုက်ပျက်စီးခဲ့ပါတယ်ပန်းနန်းဒီအချက်ခါကဘူဒီရာအတွင်းရွာချင်းဆက်တရား6ဆင်းအပြင်တောင်ရနဲ့အခင်းတွားကျိုးတရားတွေလည်း7ဆင်းအထက်ပျက်စီးခဲ့လို့သိရပါတယ် normal banan din land at banan din at third bona di asong di yo asong di nan ni agum bia si ni lo wa yi the myo kwa to le ka te de chu wa ad tong ya de di ma pe mi ni de lu ri de myai shi de ပနန်းတိမြို့ချိုတရားကလည်းရေထဲမျောပါသွားပြီးဒေတာတွင်းကလူကူချိုတရားတွေလည်းမျောပါပျက်စီးသွားတာကြောင့်ဒေတာခန်တွေတွားရလာရဲ့အခက်ကြုံနေရတယ်လို့အဲ့ဒီဒေတာဘက်တွားရောက်ကူညီခဲ့သူကပြောပါတယ်ပနန်းတိနဲ့နောင်မွန်ကြားမှာလည်းပျက်စီးမှုတွေကြောင့်ဆိုင်ကယ်ပဲတွားလို့ရတဲ့အခြေအနေဖြစ်တယ်လို့ပနန်းတိကသင့်ငါဝါကဝိုင်းသဆုံသရှိထုထလာထုခရောင်းတခုမ်ဒမ်စတဲ့ချီဝရီတဲ့ရှောင်းမှာလမ်းတွေပျက်စီးပြီးတရားပြတ်တာတွေကြုံနေရတယ်လို့ဆိုပါတယ် အဲ့ဒီလိုလမ်းခရီးခက်ခဲနေတာကြောင့်ပူတာမျိုးဘက်ကျောင်းတွက်တက်ဖို့ပြင်ဆင်နေတဲ့ကျောင်းသူကျောင်းသားအများအပြားလည်းတွားရည်လာရည်ခက်ခဲနေရပါတယ်။လမ်းပန်းဆက်သွယ်ရေးခက်တာကြောင့်ပြုပြင်ရေးတွေဆောင်ရွက်နိုင်ဖို့အချိန်လနဲ့ချီကြာမြင့်နိုင်ပြီးကလေးတွေကျောင်းတက်ဖို့နောက်ကျနေတဲ့အခြေအနေနဲ့ကြုံနေရလို့ပြောပါတယ်။တစ်ဖက်မှာလည်းလမ်းခရီးခက်ခဲမှုကြောင့်အဲ့ဒီဒေသတွေဘက်ကုန်စည်နှုန်းတွေပိုပြီးမြင့်တက်လာနိုင်ဖွယ်ရှိတယ်လို့နီးစပ်သူဒေသခံကလည်းကုန်စည်ရယူတဲ့အခြေအနေကိုအခုလိုပြောပါတယ်။ ကုံစင်းတို့အမြင်နဲ့အဖက်ကမြစ်တက်တောင်းတယ်မနစ်တော်တီမှာဆန်တဲ့အတုံးတွင်ရောက်တဲ့ချိန်ဟိုမှာစေတင်းကြော်လေဒီပလန်တွင်ဖက်ကလေဒီနေ့လေအမျိုးအခြေအနေကသက်ဖြစ်လာနိုင်ချေရှိတယ်အခုကဟိုဖက်လေလလမမီဒီဖက်လေလလမမီချာမဖြစ်နေ ပနန်းတဲ့အထက်ဒေတာပြည်သူတွေဟာဂုံပစ္စည်းတွေကိုနယ်စပ်ဘက်ကနေခြေချင်းနဲ့9ရက်6ရက်ခရီးနေပြီးတွားရောက်ဝယ်ယူရတယ်လို့ပူတာအိုဘက်ကလည်းပနန်းတဲ့မြို့ကနေတဆင့်ခြေချင်းခရီးနဲ့တည်ယူရတာဖြစ်တယ်လို့သိရပါဗျ။ အဲ့ဒီလိုဆိုင်ကယ်ကားလမ်းမပေါက်တဲ့အတွက်ပျက်စီးသွားတဲ့လမ်းနဲ့တံတားတွေကိုပြုပြင်နိုင်ဖို့အ ਨੇ ဆုံးလမ်းနဲ့ခြေချမြင့်မဲ့အနေအထားမှာရှိနေတဲ့အပြင်ဖုံးလိုက်ဆက်သွယ်ရေးလည်းမရှိရာကြောင့်အဆက်သွယ်ရရှိဖို့လည်းခက်ခဲပါတယ်။ပန်းနန်းနေမြို့နယ်ဟာဘူတောက်ခရိုင်နောင်မမြို့နယ်ထဲမှာပါဝင်တဲ့မြို့နယ်ခွဲအဆင့်ဖြစ်ပြီးမြမပြည်မြောက်ဘက်ဆုံးကဝေးလံခုံဖြားတဲ့ဒေသဖြစ်ပါတယ်။ညချနာဒရင်ကြောင့်တဲ့ TV အစီအစဉ်ကို ပစင်ဂျာရာဗရင်းနဲ့မနေ့၈နိုင်တိုင်းမှာတင်ဆက်ပေးသွားမှာဖြစ်တာကြောင့်မြစ်စိနာသတင်းချန်ရဲ့ Facebook, YouTube, Telegram, Instagram စတဲ့ online channel တွေမှာလာရောက်ကြည့်ရှုနိုင်ပါတယ်။ပရိသတ်အားလုံးကိုယ်စိတ်နှလုံးသုံးပါစမ်းမချမ်းသာကြပါစေ။